ဖုန်းကနေအတန်လုံးဝမထွက်လာဘူးဖုန်းကနေအတန်လုံးဝမကြားရဘူးကြားတော့ကြားရတယ်နည်းနည်းလေးပဲကြားရတယ်ဆိုရင်ဒီ setting တွေကိုလောက်လိုက်ပါနော်ဒီ setting ကိုလောက်လိုက်တာနဲ့ဖုန်းကနေအတန်မလာတဲ့ပြဿနာ ဖြေရှင်းသွားမှာဖြစ်ပါတယ်ကဲအချိန်မဆက်ဘဲနဲ့ဒီဗီဒီယိုကို စာလာရအောင်ပထမဆုံးဆိုရင်နော်ကိုဖုန်းမှာတစ်ချက်ကြည့်မယ်နော်ကိုဖုန်းမှာတကယ်လို့ silent mode ဖြစ်နေရဆိုရင်နော် silent mode ဖြစ်နေရဆိုရင်ဒီကောင်ကိုဒီလိုပုံစံနဲ့ဖွင့်လိုက်ပါနော်ဒါကနံပါတ်1 setting ကြည့်လိုက်ပါနော် နောက်တစ်ခုဆိုရင်ကျွန်တော်စရင်ထက်မှာဝင်ပြီးလို့မယ်နော်စရင်ထက်ကိုဝင်လိုက်ပါနော်စရင်ထက်ကိုဝင်ပြီးကျွန်တော် sound and vibration ကိုရှာမယ် sound and vibration ကိုရှာပြီးနော်ဒီကောင်တကယ်လို့ဒီလိုပုံစံနဲ့နဲရနော်အတန်ညော့နေရဆိုရင်ဒီကောင်ကို ချက်မယ်နော်ဒီကောင်လေးကိုချက်ရမှာဖြစ်ပါနော်ဒီမှာ၃ခုလုံးကိုဒီလိုပုံစံနဲ့ချက်ရမှာဖြစ်ပါလေ အခုဒါလောက်ပြီးနောက်လဲမရသေးဘူးဆိုရင်နော်ဒါကိုလို့ကြည့်လိုက်ပါနော်ဒါလောက်ပြီးနောက်လဲနော်ဖုန်းကနေအတန်မထွက်လာဘူးဆိုရင်ဒီ setting ကိုလို့ကြည့်လိုက်ပါနော် setting ထက်ကိုဝင်လိုက်ပါ setting ထက်ကိုဝင်ပြီးနော်ကျွန်တော် sound and vibration ကိုပြန်နေလိုက်မယ်နော် sound and vibration ကိုနေပြီးရင်ကျွန်တော်အောက်ကိုဆွဲမယ်ဒီမှာ do not disturb ဆိုတဲ့ setting နော်ပွင့်နေရဆိုရင်နော်ဒီလိုပုံစံနဲ့ပွင့်နေရဆိုရင်နော်ဒီကောင်ကိုပိတ်ရမှာဖြစ်ပါတယ်နော်ဒီကောင်ចောင်းလက်တစ်ခါတလေဖုန်းကနေအတန်မလာတာလည်းဖြစ်နိုင်ပါတယ်နော် ဲကြောင့်ဒီကောင်ကိုပြစ်လိုက်ပါနော် okay okay ဒီကောင်တွေအကုန်လုတ်ပြီကွာအခုချိန်ကြီးလည်းမလာသေးဘူးဆိုရင်နော်သူတို့ဖုန်းမှာရှိတဲ့အမိုက်ရှင်းတဲ့ application နော် security နော်အမိုက်ရှင်းတဲ့ application ကဖုန်းတိုင်းမှာရှိရင်နော် android phone ထားမှာရှိရင်နော်အဲ application တွေကိုဝင်ရမှာဖြစ်ပါလား pin clear လုပ်လိုက်ပါနော်ဒီ cleaner ဆိုရင်ဖုန်းတိုင်းမှာရှိရင်နော်ဒီ android phone တိုင်းမှာရှိရင်နော်အကောင့်ကို clean app လုပ်လိုက်ပါနော် phone storage ပြလို့လဲဖုန်းကနေအတန်း မလာတာလည်းဖြစ်နိုင်လို့ဒါကိုလောက်ခိုင်းတာဖြစ်ပါရဲ့နော်ပြီးဘူးစပစ်ကိုလည်းလိုလိုက်ပါနော်ဘူးစပစ်လိုလိုက်မယ်နော် okay ဒီကောင်ဒီအားလုံးလှုပ်ပြီဒါပေမဲ့ဖုန်းကားနဲ့အတန်အချိန်တိမလာသေးဘူးဆိုရင်တော့เนาะတင်ရဖုန်းစပီကာပြတ်ပြီเนาะဖုန်း setting အပိုင်းနဲ့မဆိုင်တော့ဘူးเนาะဒါလို့အကုန်လှုပ်ပြီကွာအခုချိန်ကြီးလဲเนาะဖုန်းကားနဲ့အတန်မလာဘူးဆိုရင်တော့ ဖုန်းဆိုင်မှာသွားပြီးပြလိုက်ပါနော်ဖုန်းကိုပြလိုက်ပါနော်ဖုန်းစပီကာပြတ်လို့လည်းမလာတာဖြစ်နိုင်ပါနော်ဒီ setting တွေနော်အတိအကျဒီ setting တွေကိုအရင်ဆုံးလုပ်လိုက်ပါနော်ဒီ setting တွေကိုလုပ်ပြီးမှမရမှတာလဲနော်ဖုန်းဆိုင်ကိုသွားပြီးစပီကာနော်သွားပြီးပြလိုက်ပါနော်ဘာဖြစ်လဲဆိုတာကိုပြလိုက်ပါနော်ကဲခဏအတွက်ဒီတော့ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်